အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့လူဒန်းအတူယူတဲ့နဲ့အမေရိကန်ပြည်တော်စုရဲ့44ဦးမြောက်တမတ်တာကြီးပါတဲ့ဟိုဘက်မှာအကြောင်းမျိုးဖြစ်ပါတယ်ဥပမာရဲ့တမိုင်းတစ်ခုရဲ့အစမှာဥပမာဟာ1960ခုနှစ်ဩဂုတ်လ4ရက်နေ့မှာဟာဝေးပြည်နယ်မှာမျိုးပွားခဲ့ပါတယ်သူဖခင်ဟာကင်ညာနိုင်ငံကဖြစ်ပြီးမိခင်ကတော့အမေရိကန်လူမျိုးဖြစ်ပါတယ် ငယ်စဉ်ဘဝမှာအင်ဒိုနီးရှားနိုင်ငံမှာမိခင်နဲ့အတူနေထိုင်ခဲ့ပူပြီးတော့ဟာဝေယီကိုပြန်ရင်လောက်ရှိလိုက်တာဖိုးဖွားတွေရဲ့စောက်ချုံမှုအောင်မှာကြီးပြင့်ခဲ့ပါတယ်။သူဟာဘဝအစကတည်းကလူမျိုးပေါင်းစုံရင်ကျေးမှုပေါင်းစုံကြားမှာနေထိုင်ခဲ့ရတဲ့အတွက်ပွင့်လင်းပြီးလူမှုရေးနားလည်မှုမြင့်မားတဲ့သူတယောက်ဖြစ်လာခဲ့ပါတယ်။အိုဘားမားရဲ့ပညာရေးလမ်းကြောင်းတွေနိုင်ငံရေးနယ်ပယ်သို့ခြိတက်ခြင်းကောလိပညာရေးအတွက်ကိုလည်းကိုလံဘီယာတက္ကသိုလ်နဲ့ဟာဗတ်ဥပဒေကျောင်းတွေမှာထူးချွန်စွာပညာသင်ယူခဲ့ပါတယ်။ ်ပါတဲ့ဥပဒေကြောင့်ရဲ့ပထမဦးဆုံးအဖရိကနယ်ပေါင်းအမေရိကန်ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်ဥရီဘွေရပြီးတဲ့နောက်ချီကာဂိုမြို့မှာလူမှုရေးလုပ်ငန်းတွေကိုစတင်လုပ်ခဲ့ခဲ့ပြီး2004ခုနှစ်မှာတော့အမေရိကအထက်လွှတ်တော်အမြတ်အဖြစ်ဖြစ်လာခဲ့ပါတယ်။တမိုင်းတွင်မဲ့သမ္မတရာဒူကို2006ခုနှစ်သမ္မတရွေးကောက်ပွဲမှာမျှော်လင့်ချက်နဲ့ပြောင်းလဲမှုဆိုတဲ့စောင့်ပုံနဲ့အတူမဲဆွယ်စည်းရုံးခဲ့ပြီးအနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒီလိုနဲ့သူဟာအမေရိကန်ပြည်ထောင်စုရဲ့ပထမအဦးဆုံးအဖရိကန်နှွေဖွားအမေရိကန်သမ္မတဖြစ်လာခဲ့ပါပြီ။2009ခုနှစ်ကလည်း2019ခုနှစ်အထိအကြိမ်တတိုင်းတောင်ဝန်ထမ်းဆောင်ခဲ့ပါတယ်။သူရဲ့သမ္မတတက်တန်းအတွင်းမှာအမေရိကန်စီးပွားရေးအကြက်တဲကနေပြန်လည်နလည်တူဖို့ကြိုးပမ်းခဲ့တယ်လို့လူတိုင်းကျမ်းမာရေးဆောက်ရှောက်မှုဆိုတဲ့ဥပဒေကိုလည်းပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။အထူးသဖြင့်သူရဲ့နိုင်ငံရေးမူဝါဒကိုလည်းအလေးနက်ထားစေရပါပဲ။2009ခုနှစ်မှာငြိမ်းချမ်းရေးဆိုင်ရာကြိုးပမ်းမှုတွေကြောင့် နိုဘယ်ငြိမ်းချမ်းရေးဆုကိုရရှိခဲ့ပါတယ်။ဒါအပြင်ကမ္ဘာအကြမ်းဖက်မှုရဲ့ခေါင်းဆောင်ကြီးအိုဆမာဘင်လာဒင်ကလည်းဖမ်းမိခဲ့တဲ့စစ်စစ်ရေးကိုအောင်မြင်စွာညွှန်ကြားခဲ့ပါတယ်။ဘဝမရဲ့အမွေအနှင်းနဲ့အနာဂတ်ကတော့တမ္ပရာတို့ကနေအနာယူပြီးနောက်မှာသူ့ရဲ့ဇနီးဖြစ်သူမီရှယ်အိုဘားမားတို့ဟာလူမှုရေးလုပ်ငန်းတွေနဲ့ပြည်ထောင်လုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်နေသေးပါပဲ။သူတို့ဟာအိုဘားမားဖောင်ဒေးရှင်းကိုတည်ထောင်ပြီး လူငယ်တွေရဲ့ပညာရေးနဲ့နိုင်ငံရေးဥဆောင်နိုင်မှုတွေကိုပံ့ပိုးပေးပါတယ်။ဗားတဲ့ဥပမာဟာသူဖြတ်တန်းခဲ့ရတဲ့ဘဝလမ်းကြောင်းရှမာခဲ့တဲ့မူဝါဒတွေနဲ့အတူအမေရိကန်သမိုင်းမှာခစ်တစ်တခုကိုဖန်တီးနိုင်ခဲ့တဲ့တို့ထူခြားတဲ့ခေါင်းဆောင်တို့အဖြစ်ရေးပန်းစားခဲ့ပါတယ်။အင်မတန်မကောင်းခဲ့တဲ့ဥပမာရဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ဒီလောက်ဆိုရင်ဥပမာရဲ့အကြောင်းကိုမတိတိတဲ့လူတွေသိပါဘူးဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ကြည့်ပြီးသွားတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။ ပါတဲ့ဟိုဘက်မှာအကြောင်းမျိုးဖြစ်ပါတယ်